မိုင်းတုံမြို့တွင်ပုံမှန်ကာကွယ်ဆေးထိုးနိုင်ခြင်းလုပ်ငန်းများစောင့်ရွက်တဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းတုံခရိုင် မိုင်းတုံမြို့နယ်တွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့်ကိုဝင်ဆောင်မိခင်များလစဉ်ပုံမှန်ကာကွယ်ဆေးထိုးနိုင်တိုက်ကြွေးခြင်းလုပ်ငန်းများကိုစောင့်ရွက်ပေးလျက်ရှိရာယနေ့နေ့9နိုင်ကမိုင်းတုံမြို့နယ်မိခင်နှင့်ကလေးချမ်းမာရေးဦးစီးဌာန၌စောင့်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။ ထို့သောကာကွယ်စည်းထိုးနှံပေးရာတွင်လာရောက်ကြသူကလေးငယ်များ၏အသက်ပိုင်းခြားလိုက် အုံနောက်အမေးရောင်ငါမျိုးဆက်ကာကွယ်စည်းအသေးရောင်တဝါဘီဘိုးကာကွယ်စည်းပိုလီယိုအကျော်တည်မိခိုင်စုံစုကြက်ညာဂျိုက်သူဝတ်တဲ့ဝမ်ပြက်ဝမ်လျှော်ယောဂါကာကွယ်စည်းများထိုးနှံတိုက်ကြွပေးပြီးကိုဝင်ဆောင်မိခင်များအားမိခိုင်စုံစုကာကွယ်စည်းများကို ကျမ်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကြွခဲ့ကြကြောင်း ติชิยาบาระเคะเหมีย